တ်စီခြင်းနဲ့ညီမလေးအိမ်လောင်တကူကို အချစ်တွေရေးချဲတင်လားဘဝအတွက်ရေးချဲတင်သလားမိန်းကလေးတိုင်းကအများသောအားဖြင့်နူးညံ့နဲ့အယုံလွဲတတ်ကြပါတယ်သူတို့တကယ်ချစ်လာတဲ့အခါအားနည်းချက်တွေလိုအပ်ချက်တွေကို မစင်စားတတ်ကြပါဘူးသူကကိုယ့်ကိုတကယ်ချစ်လို့နောက်ဆိုရင်ပြင်သွားမှာပါဆိုပြီးအချစ်တွေမြင်နေတဲ့အချိန်အပြစ်တွေကိုမမြင်ဘူးဆိုရင်ဘဝတစ်ခုလုံးကိုဒူးနဲ့မြည်ရီတုံနေရပါလိမ့်မယ် အရက်တောက်တဲ့လူတရားကိုငါကိုချင်ရင် ပြင်လို့ရပါတယ်လို့မထင်လိုက်ပါနဲ့ဆက်လိတ်တောက်တဲ့လူတရားကိုငါကိုချင်ရင်ပြေပင်းရင်ပြင်မှာပဲလို့မတွေးနဲ့သမီးရေးစားရင်ဖြစ်တိုင်းရိုင်းဆိုင်စွာဆဲဆိုတတဲ့လူတရားကို နောက်ဆိုရင်ပြင်လာမှာပါလို့မထင်နဲ့စကားများတိုင်းလက်ပါတတဲ့လူတရားကိုနောက်တစ်ချိန်မှာပြင်လာမှာပါဆိုပြီးပြင်ပေးရင်ရပါတယ်လို့မတွေးလိုက်ပါနဲ့ လူဆိုတာအကျင့်တစ်ခုရှိရင်ကိုကိုယ်တိုင်ပြင်ပြင်မပြင်ဘယ်တော့မှမပြောင်းလဲပါဘူးဘယ်သူကမှပြင်ပေးလို့မရပါဘူးသူ့ပီဇာကဒီလိုပါလာခရင်ဘယ်လောက်ထိရှိပါတယ်ပြပြနကူပီဇာကပြုပြင်လေခဏပါပဲမိန်းကလေးတယောက်ကိုကြောရရင်ကြံတတဲ့သူတွေနဲ့တွေ့ခရင် အခြေစစ်ဆိုတာသူတို့အတွက်တော့စာမဖွဲလောက်တော့ပါဘူးဒါကြောင့်ရှစ်ပါမချင်းနဲ့လို့မဆိုလိုပါဘူး ကိုချစ်တဲ့သူကကိုပေါ်မကောင်းခဲ့ရင် ကိုပေါ်နှမချင်းကိုချင်းစာနာတဲ့စိတ်မရှိခဲ့ရင်ကိုပေါ်တစ္ဆာမရှိခဲ့ရင်ကိုရဲ့အချက်သိက္ခာကို ထိပါလာခဲ့ရင်ဘလောက်ထိပဲချင်နေပါစေပြည့်ပြည့်သက်သာလမ်းခွဲလိုက်တာက အကောင်းဆုံးပါပဲသူနဲ့ကိုချစ်သူရေးစားဖို့အမှာတော့ကိုရဲ့ပုံမှာနားလည်မှု လုံးဝမရှိတဲ့ယောက်ျားလေးတစ်ယောက်ကို ကိုရဲ့ဘဝတစ်ခုလုံးကိုပုံအပ်ပြီးတော့လက်တွဲသွားဖို့ဆိုတာကတော့ဘလုံးမှမဖြစ်နိုင်ပါဘူး မိန်ကလေးတိုင်းချစ်ပါငချစ်နဲ့လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ရဲ့တဘောအလုံးလက်တွဲဖို့ရည်ရထားတဲ့သူကိုတော့မျက်စိနဲ့မြင်အောင်ကြည့်ပါနှလုံးသားနဲ့ခံစားပါတို့ပေမဲ့အုံနောက်နဲ့ဆုံးဖြတ်ဖို့တော့မမီပါနဲ့တကယ်တမ်းတော့မိန်ကလေးဆိုတာအိမ်တောင်ဘက်အရွေးမှားတာတဲ့ကသူ့ရဲ့ဘဝတစ်ခုလုံးကိုငရဲတွင်းနဲ့ရောက်သွားတာနဲ့အတူတူပါပဲအိမ်နောက်တစ်ခုကို အချစ်တစ်ခုတည်းနဲ့တိဆောက်လို့မရနိုင်သလို့ အချစ်မပါတဲ့အိမ်တောင်ကြီးရလေဘတော်မှကြာချေမတီမြင်နိုင်ပါဘူးဒါကြောင့်အချစ်သူရဲ့ကောင်းဆိုတာဝတ္ထုတွေဇလန်းတွေတခြင်းတွေဗီဒီယိုဇလန်းတွေတဲကလိုလူတွေအားကြအတူယူလာတဲ့အထိမလွယ်ကူမပြေပြင်းနိုင်ပါဘူး